တငယ်ရအောင်မင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ27ရက်ဒါနေ့ကပဲပေါ့နော်ထူးခြားသတင်းများကိုကျွန်တော်တင်ပြပေးပါမယ်ပထမသတင်းတစ်ပုဒ်နေတာဒါ KIA တက်မဟာကိုရင်း6ဖားကန့်ဒီတာမှာလှုပ်ရှားတဲ့ KIA တက်မဟာတခုပေါ့ KIA ရင်း6ဆိုတော့ရင်း6ဆိုတာကတော့ဒီလက်ရှိ KIA စီဥစီချုပ်ကမ်ဆောင်ကတည်ရင်မှုအဖြစ်ဆောင်ရွက်ခဲ့မှုတဲ့တည်ရင်တခုပေါ့ အိုက်တန်ယင်ကိုဒါတပ်မတော်ကဒီနေ့ဖုံးကျဲတိုက်ခိုက်တယ်ဗောနော်သူတို့ပြောတဲ့တဲ့ရင်သူတို့ရေးသားချက်ရအချိန်ကြီးတော့မမှတ်မိတော့ဘူးလေဘယ်တော့တော့ဖုံးကျဲလဲမသိဘူးအချိန်ကြီးမမှတ်မိဘူးအချိန်ကြီးဖုံးကျဲတိုက်ခိုက်တဲ့အတွက်ဒါ KIA အရာရှိပါဝင်30ဦးတေဆုံးတယ်ဆိုပြီးတော့သူတို့ဘက်ကတဲ့ရင်တွေတက်လာတာကျွန်တော်တွေ့ရတယ်ဟာနော်ဘာဥစ္စာပရမတီတဲ့ရင်တွေ့ရတယ်ဖာကန်ချိန်တွေကတော့အားလုံးသိတယ်ဖာကန်မျိုးကိုတပ်မတော်ကသိမ့်ပိုက်ထားပြီးတော့ဒါနေမေဆုံးမှုတွေနေမေရှင်းလင်းမှုတွေနေမေဆုံးမှုတွေနေမေရှင်းလင်းမှုတွေဇက်လိုက်လှုပ်ဆောင်နေတာဖြစ်တယ် KIA ကစစ်ရှုံးပြီးတော့ ဆုတ်ခွာထွက်ပြေးနေရတဲ့နေရာတခုဖြစ်တဲ့လက်ရှိ KIA ဌာနချုပ်ရင်းချောက်ကိုပါကြိုတင်ချိန်မိုးခြင်းနေနဲ့ဘုံကျဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့ယူဆရပါတယ်နော်အဲဒါကတော့ဖာကန့်ဒေသမြန်မာပြည်မြောက်ပိုင်းကချင်ပြည်နယ်ကဖာကန့်ဒေသအခြေအနေပါဒါလူထုလောက်ထောက်ခံမှုကိုလည်းပြန်ကြည့်မယ်ဆိုရင်တော့အပြည်သူလူထုက KIA ကိုလုံးဝမထောက်ခံတော့ပါဘူးလုံးဝနော်ဘာဖြစ်လို့လဲဆိုတော့စီမဲကမ်းမဲ့တသားသေးသေးဆိုရင်เนาะဒီဂျိမ်းဘော့ဆိုတဲ့လူနည်းစုလေးကဒါလူမျိုးပေါင်းစုံကို ကချင်ပြည်နယ်မှာဒုက္ခပေးနေတာဖြစ်တယ်အဲဒါဟုသိပညာအဲရှိတဲ့အသိဉာဏ်ရှိတဲ့ပြည်သူတွေကလည်းနားလည်လာကြပြီဖြစ်တယ်အတသာသိစုတဲ့နေရာမှာလည်းစီးမကမ်းမဲ့နော်ကျန်တဲ့လူမျိုးတွေပါစုတဲ့အတွက်ဒါလူမျိုးရေးပြဿနာဖြစ်မဲ့အခြေအနေမျိုးထိဖြစ်ပေါ်နေတာဖြစ်တယ်အခြားတိုင်းသားတွေနော်ကချင်မဟုတ်သောဂျိမ်းဖို့မဟုတ်သောအခြားဘဲကချင်တိုင်းသားပေရှန်ဒီလူမျိုးတွေကမှဒီ KI ရဲ့လောက်ရက်တီကိုမထောက်ခံအောင်ဆိုတာလေးကိုကျွန်တော်တင်ပြလိုပါတယ်။ဒါဒီနေ့နော်လက်တလော့အချင်းဒီပါ။ နောက်ထပ်သတင်းကတော့အလားတူပဲနော်မိုးကုတ်မြို့ကိုထိုးစစ်ဆေးနေတက်မတော်စစ်ကြောင်းတွေကမိုးကုတ်မြို့ကိုကျွတ်တင်ချိန်မုန်းခြင်းအနေနဲ့ဒါဒီနေ့မနေ့ပိုင်းမှာမိုးကုတ်ဘုံကျတိုက်ခိုက်တာရှိတယ်အရှိပိုင်းဘုံကျတိုက်ခိုက်တယ်ဆိုရင်သတင်းထွက်ပေါ်တယ်အမိုးကုတ်မြို့ကလည်းတော်တော်ပြည့်စည်သလောက်ဖြစ်ပြီးမြို့သူမြို့သားတွေကလည်းလေရှောင်းသွားပြီဆိုတာတရင်ကြီးကထွက်ပေါ်နေတယ်။ဒါမူကုတ်မျိုးတွေမှာလည်းဒါကောက်ကွင်းမှာမချမ်းအကုန်လုံးမြေနေရအားလုံးကိုဒါ TL ကလက်ကြောက်တွေတူးဖို့ပြီးယူနေကြတယ် လောဘဇောတက်ပြီးတော့เนาะယူရတယ်ဒေတာတွေအကုန်လုံးပျက်စီးသွားပြီမူးမျိုးเนาะပျက်စီးသလောက်ဖြစ်သွားပြီဒါဘာအကျိုးဆက်လဲဆိုတော့မူးမျိုးကိုဒီပိတ်တည်းရဲ့เนาะဖြက်စီးမှုဖြစ်တယ်နိဗိတ်တည်းရဲ့အကျိုးဆက်เนาะဒီတောင်းကျမ်းသူကိုကျိုးဆူခဲ့ကြတယ်ဗောနော်တပိကက်နဲ့ကျိုးဆူခဲ့တာတွေရဲ့အကျိုးဆက်ဗောနော်အခုချိန်ဒီခံစားနေရတယ်เนาะနောက်ဆုံးတော့လည်းမြို့ကိုတက်မတော့ပြန်သိမ်းတဲ့ချိန်မှာမြို့သစ်ပြန်တီဆောက်အောင်အနေထားမျိုးဗောနော်မြို့ကတော့ဘာမှကြံမှာမဟုတ်ဘူးတက်မတော့ကအခုလဲဒါ JL ကအိမ်နေမှာပုံခုန်နေတဲ့အတွက်ဘုံခွဘုံကျဲတိုက်ခတ်ရတဲ့အခြေအနေမျိုး ဖြစ်ပါတယ်နော်ဒါလည်းဒီနေ့ထူးခြားဒီနေ့နေ့ကမှထူးခြားရရှိတဲ့သတင်းတွေပေါ့နော်နောက်ထပ်အထူးခြားဆုံးသတင်းပေါ့နော်ဘာဘာလို့လဲဆိုတော့ဟိုဒီကိင်းပြီးနေမှာပေါ့နော်ကိင်းပြီးနေမှာငဆွဲဆိုတဲ့လူကလိုင်းပေါ်မှာအမြဲစစ်မတိုက်ဘဲနဲ့လိုင်းပေါ်ကနေသူကဘလူးလုတ်ပါတယ်ဘလူးတိုက်ပါရှောက်ကြီးပြောတယ်အခုကားဝယ်သွားပြီကားဝယ်စီပြီးဘန်ကောက်မှာသွားနေနေပေါ့နော်အဲဒါနဲ့ပတ်သက်လို့ဒီကိင်းဘက်ကအမျိုးသမီးထောက်ဖို့ဖြစ်တဲ့ဒေါ်မိုးကလည်း သူကဘာပြောလဲဆိုတော့အဲဒီကောင်နေကတော်လိုင်းကိုចောင်းပြပြီးလိန်စားနေတာပေါ့နော်မသူလိန်နာတော့သူတယောက်တည်းမဟုတ်ဘူးငစီလဲလိန်နာပဲမပန်ဆယ်လူတို့ဆိုရင်ဗျာခင်ဗျားတို့သိတဲ့အတိုင်းပဲပတ်ဆိုလူနဲ့ဇော်ဝေစုကဒီပိုင်ဆိုင်ထားတဲ့ဒီ shopping mall ကြီးကပန်ဆယ်လူနဲ့ဇော်ဝေစုနဲ့ဖက်ဆက်နောက်ပိုင်နာလူသိရတယ်နောက်ပန်ဆယ်လူတို့ဆိုအင်ကြီးအိမ်ကောင်းနဲ့အဲဒါဟိုဟာဖြစ်နေတယ်နော်နေထိုင်နေပါစလို့ဆိုအရင်ကောင်အိမ်ကောင်းနေစောက်တာအဲ့တော့ချစ်သူဝေတို့လင်းလင်းလို့ဆိုလဲတကယ်အကောင်းဆုံးအိမ်တွေဝေထားပြီးပြီနော် ဟာအားလုံးကသူ့အားနဲ့သူဗျာခင်ဗျာဗျာသူ့ဝင်ဝင်နဲ့သူအားလုံးကအခြေတကျဘဝတစ်ခုအတိတ်တောက်တဲ့နေရာမှာအခြေတကျပေါ့နော်ဒီတော်လန်ကြီးကိုအကြောင်းပြပြီးတော့ချမ်းသာကြွယ်ဝသွားကြပြီပေါ့နော်အဲချမ်းသာဘာဖြစ်ကြံခဲ့လဲဆိုတော့ပြည်တွင်းထဲကဒီနိုင်ငံရေးဝန်ဆောင်မရှိတဲ့လူငယ်တွေတောင်းနဲ့ထောင်းနဲ့တောင်းနဲ့ချီပြီးတော့မြေကြီးထဲရောက်သွားကြတယ်နော်ပကဖပါဖဆိုတဲ့ကောင်တွေကနော်ဒီ NG ဆိုတဲ့အဖွဲ့အစည်းအောက်ကပကဖပါဖဆိုတဲ့ကောင်တွေကစီးပွားရေးလုံးမှာ ငွေရှာမှဒေါ်လာကြီးကရမယ်ဆိုပြီးတော့ငွေရှာရင်းနဲ့စီးပွားရေးသမားတွေဖြစ်လာတယ်လောဘဇောတွေတိုက်လာပြီးတော့နောက်ဆုံးတော့ဒီသူတို့လှုပ်ဆောင်နေတဲ့ဒေါ်လာကြီးဆိုတာကဲ over ဖြစ်သွားတယ်နော်အဲ့လုံးဝကြဆုံးသွားတဲ့အနေအထားမျိုးထိဖြစ်သွားတယ်ပေါ့နော်ဟောနိုင်ငံရေးအရပြန်ကြည့်ရောတန်တမာရေးအရပြန်ကြည့်ရော MG ကနော်ဒီမြန်မာပြည်ထဲမှာဒီလက်နက်ကိုင်းတောင်းကျမ်းနေတဲ့အကြမ်းဖက် PDF တွေကိုနော် စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းမရှိဘူး။ဩဇာလွှမ်းမိုးမှုလည်းမရှိဘူး။ပြောမယ်ဆိုရင်ဥပဒေပြုရေးတရားစီရင်စီကံပိုင်းဆိုင်ရာမှာလည်းဘာမှနော်စီစမံဆောင်ရွက်နိုင်ခြင်းမရှိဘူး။မရှိတဲ့အတွက်ပါကဖပါဖတွေကဥဆောင်ပြီးတော့ဒါမဒိမှုတွေကျူးလွန်တယ်ခိုးမှုတွေကျူးလွန်တယ်တပ်ဖြတ်မှုတွေကျူးလွန်တယ်အဲကျူးလွန်ပြီးတော့ဒီဖွဲ့စည်းဟာနောက်ဆုံးတော့ဒါဥရွက်စစ်ပြောပြောသလိုပဲအဲတခိုးတမျှအဖွဲ့စည်းတစ်ခုပဲ ဖြစ်လာခဲ့တယ်နော်အဲလာတော့ဒါခင်ဗျားတို့စိတ်မျက်နှာအသီးသီးကသတင်းတွေကိုလည်းခင်ဗျားတို့ကြားမှာဖြစ်ပါတယ်ဘယ်စိတ်မျက်နှာမှာမှဒါနလန်မထူနိုင်တဲ့အနေထားမှာရောက်သွားပြီအဒီစေရေးချင်းနေရချင်းနေမကောင်းလို့နိုင်ငံရေးအရာ၎င်းတန်တမာကြီးက၎င်းပြန်ကြည့်တော့လေ NG ဟာနော်နိုင်ငံကြီးကတန်တမာကြီးကလည်းဘာမှထူးထူးချွန်ချွန်ပြော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 ဘာလည်းမှအရာရောင်းမစောင်းရနိုင်ဘူး ထူးထူးချွန်ချွန်ပြောင်ပြောင်မျိုးကဆောင်ရွက်နိုင်တာသူသူတို့မိသားစုတွေเนาะကောင်း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 တက်ရတယ်အကောင်းသားကျောင်းနေမှာနိုင်ငံခြားမှာထားတယ်အိမ်ကြီးအိမ်ကောင်းနေမှာနေတယ်เนาะသူတို့ဘဝကတော့အေးအေးချမ်းချမ်းဖြစ်သွားတယ်အဲပြည်တွင်းကသူတို့ပြောတာကိုယုံပြီးလိုက်ပါဆောင်ရွက်တဲ့အဲလူငယ်လူရွယ်ပြီးပေါ့เนาะနိုင်ငံရေးဝန်ဆောင်မရှိတော့အဲသခိုးသမားဖွင့်တဲ့ရှင်တဲ့လူကကြံခဲ့တယ်အဲသေတဲ့လူထောင်နဲ့တောင်းနဲ့ရှိပြီးသေသွားတယ်အဲဒါကသူတို့ပြောတဲ့ຫນွေယူဒေါ်လာရဲ့အဆုံးသက်ကိုကျွန်တော်ပြောပြတာပါเนาะဒီလက်ရှိနေထားမှာလေဒီတိုင်းပဲအဆုံးသက်သွားပြီး ဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ခုဒါကဒီငဇွဲကားဝယ်စီးတဲ့ကိစ္စကတော့ဟိုစူးညံလိုင်းပေါ်မှာတော်မိုးလို့စူးစူးထောက်ထားပြီးပြပြီးတော့ပြောဆိုတာပဲစူးညံနေအောင်နော်ဒါကတစ်ခုပေါ့နောက်တစ်ခုကတော့ဒါအားလုံးနဲ့တိတဲ့အတိုင်း KK ဘက်ကတော့မတော်တိမ့်လိုက်တယ် KK ဘက်ဆိုတာ KNU ရဲ့အဓိကကြားဖြတ်မျိုးတော်ကြီးပဲဖြစ်တယ်နော်အဲ့ဒီမှာစတားလင်းဆက်တွေလည်းတင်းစီရမိတယ်စာချုပ်ကနော်ကော်ထူးဝင်းတို့ရောစောရောဂျာကင်းတို့လက်မှတ်ထိုးထားတယ်ဒါတွေကျွန်တော်မပြောတော့ဘူးနော်ဒါတွေအားလုံးသိပြီးသား ဖြစ်ပါလိမ့်မယ်အဓိကတော့ KNU ကကြားဖြတ်လုပ်ငန်းမှာဓာတ်ရပောင်းပတ်သက်နေတယ်ဆိုတာကိုဒါအထောက်အထားတီးရနဲ့ဖော်ထုတ်နိုင်တာကိုပဲကျွန်တော်တို့ကကျေးဇူးတင်ပါတယ်နော်ဒါကိုကျေးဇူးတင်တယ်ကျွန်တော်တို့ကနောက် A ပေါ့ A ကဝါရဖြန့်ရတယ်ဇက်တိုက်လှုပ်ဆောင်တယ် A ဝါရဖြန့်တဲ့ညမနေ့ကောင်ရရှိပြီဆိုပြီးတော့စီပီကောင်ထမ်းရက်ကတင်တယ်ထမ်းရက်ကတင်ပြီးတော့အဲဒါချက်ပြီးတော့လော်ကြတာပေါ့နေ့ကန်စကန်ရအခုတော့နေ့ကန်စကန်လည်းမီတာ၈၀၀အကျော်အကွာကမီတာ၈၀၀အကျော်အကွာက အေးစခန်းတွေပေါ့တက်မလို့တက်ပြီးတိတ်ထားတယ်နောက်ထပ်ပြီးတော့ဟုတ်ဟိုတိတဲ့အတိုင်းပဲနောက်စစ်မြေနာအသီးသမားတက်မလို့အောင်မရနောက်လားတူပဲမိုင်းနိုင်36 39နဲ့56ပါမလိညာကတိုက်ပွဲတညာလုံးဖြစ်ပါတယ်ဖြစ်ပွားတဲ့နေရာမှာအေး30လောက်တိဆုံးတယ်ဆိုပြီးဒါကော့ပစာခရံအခြေဆိုင်တဲ့မီဒီယာတခုကလေရေးသားထားတာကျွန်တော်တွေ့ရတယ် အဒီလို ရေးသားချက်ဒါကတော့ AR လဲဒါဟိုဘက်မှာဘင်္ဂလားဒီ ARS နဲ့ရင်ဆိုင်နေရတဲ့အနေထားဘူးနော်ဒီဘက်မှာလဲစီရင်ဆိုင်လာတော့ထုံးမြတ်နိုင်တော့ကတော့ဂျင်းနဲ့ကြက်တဲ့အနေထားပဲဒါလက်ရှိအနေထားမှာမူရေးစေဝါအေဘက်ကမွေးစွာကုန်ကုန်တွေကဘင်္ဂလားဒေ့ကလည်းဒါနေချားသောနေရကြက်မှတ်ထားတယ်ဟိုဘက်ကမလေးရှားဘက်ကလည်းကြက်မှတ်ထားတဲ့အတွက်ကြက်ထားတဲ့အတွက်ဒီအေရဲ့မွေးစွာကုန်ကုန်မှုလုံငန်းကခေတ္တရပ်ဆိုင်နေတယ်ဆိုတဲ့သတင်းကိုကျွန်တော်သိရပါတယ်နော်ဒါကအေရဲ့စီးအခြေအနေဖြစ်ပါတယ်ဒါကဒီနေ့2025ခုနှစ်အောက်တိုဘာလ 22ရက်နေ့မှာเนาะထူးခြားသတင်းများဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကြော်သွားပါ